လူတယောက်ကိုလှုပ်တစ်ခုတောင်းပေးမယ်ဆိုမင်းတို့ဒီလှုပ်ပါကြောင်းမလို့ငါအာတောင်းပေးရတယ်ဆိုတော့အကယ်၍လုံနေကြ JD ထဲမှာပါတဲ့အလုပ်မျိုးမဟုတ်ဘဲနဲ့ဖြစ်နေရင်ပေါ့နော်ထူးထူးခြားခြားတခုခုတောင်းပေးမယ်ဆိုမင်းတို့ဒီလုပ်ကိုဘာဖြစ်လို့တောင်းပေးရလဲဆိုတော့ရှင်းပြတာမျိုးလေးတွေပေါ့နောက်ပြီးတော့အခါကျတော့ organization တွေရဲ့ policy တွေ procedure တွေကိုပြောပြတဲ့အခါမျိုး instruction ညွှန်ကြားချက်တွေပေးတဲ့အခါမျိုးတို့လူတယောက်ကိုသူ့ရဲ့စွမ်းဆောင်ရည်ကိုအကဲဖြတ်ထားတဲ့ရမှတ်တွေကိုသူ့ပြန်ပြောတဲ့အခါမျိုးတို့ဘာလို့အဲအဲ့လိုကိစ္စ မျိုးတွေဆိုလို့ရှိရင် downward communication ပုံစံကိုသွားကြတယ်။နောက် upward ပုံစံကဘယ်လိုလဲဆိုရင်ခုနပြောသွားတဲ့အတိုင်းပဲအောက်မှာလုံနေတဲ့လူတွေကသူ့ရဲ့လှုပ်ဆောင်ချက်အခြေအနေနဲ့ပတ်သက်ပြီးတော့တိုးတက်မှုရှိလားမရှိလားအထက်ကိုပြန်ပြီးတော့စီရင်ခံစာတင်ပြတဲ့အခါမျိုးနောက် report တင်တာမျိုးပေါ့ report on work progress လို့ပြောပါတယ်တိုးတက်မှုအခြေအနေပေါ့ အစီအခံတင်ပြတာမျိုးနောက်တစ်ခါတလေကျရင်လက်တွေ့လုပ်ငန်းခွင်မှာလုပ်နေတဲ့ချိန်မှာအချို့ကိစ္စတွေပြဿနာတွေအကိုမမဖြေရှင်းနိုင်တော့ဘူးအဲ့တော့အထက်လူကြီးတွေကိုဒီလိုပြဿနာတွေဖြစ်ဖြစ်နေပါတယ်အဲကျွန်တော်ကူပြီးတော့ဖြေရှင်းပေးကြပါဆိုပြီးတော့ report တက်တဲ့အခါမျိုးတို့ပါတို့ဒါမှမဟုတ်လို့ရှိရင်အောက်မှာကိုလုံနေတဲ့ကိုရဲ့ဒီလုံဆောင်ချက် area မှာကိုကတော်တော်လေးကိုတိနာလေကျွမ်းကျင်လာပြီးတော့အတွေ့အကြုံတွေများလာတဲ့အခါကျတော့ဒီလုံဆောင်ချက်နဲ့ပတ်သက်ပြီးတော့ နောင်ပလန်ဆွဲလို့ရှိရင်ဒီချက်ကလေးကိုထည့်သွင်းစဉ်းစားသင့်ပါတယ်ဆိုပြီးတော့လေအကြံဉာဏ်ပေးတဲ့အခါမျိုးတို့အဲ့ဒါဆိုလို့ရှိရင်တော့ upward uh, vertical communication ပုံစံလေးပါ horizontal ပုံစံကြတော့အဘေးတိုက်ရာဒူးတူတဲ့ level 2တဲ့လူချင်းချင်းပြောဆိုကြတာဆိုတော့အလုပ်သဘောနဲ့ပတ်သက်ပြီးရညှိနှိုင်းတိုင်ပင်ကြတာမျိုးတွေနောက်ကိုသိလာတဲ့ information ကိုသူ့ကိုပြန်ပြောပြတာမျိုးတွေနောက်ဟိုဘက်အဖွဲ့နဲ့ဒီဘက်ဖွဲ့နဲ့ပေါင်းပြီးတော့ပြဿနာဖြေရှင်းတဲ့အခါမျိုးတွေနောက် peer support peer ဆိုတာလှုပ်ဖို့ကင်ဘက်တွေပါလှုပ်ဖို့ကင်ဘက်အချင်းချင်း ပံ့ပိုးကူညီပြီးတော့လုပ်ပေးကြတာမျိုးတွေအဲ့ဒါလေးတွေဟာဆိုလို့ရှိရင်တော့အဲဒါ horizontal communication ပုံစံလေးဖြစ်ပါတယ်။ဒါဆိုလို့ရှိရင် formal ပုံစံမှာเนาะပြဆွဲထုတ်ရရင် formal မှာ အဲ formal communication ပုံစံမှာ၃မျိုးရှိပါတယ်၃မျိုးကတော့တကယ်တော့နှစ် group ပါ vertical နဲ့ horizontal ပါ vertical မှာမှာ upward နဲ့ downward ရှိတယ် horizontal ကတော့တစ်ခုတည်းပဲပေါ့ be tight အချင်းချင်းပေါ့နော်ဆက်သွယ်ပြီးပြောကြတဲ့ဟာမျိုးပေါ့ now informal communication ပုံစံပါ informal communication ပုံစံဆိုတာ unofficial ပါ official ဆိုတာတရားဝင် ခွင့်ပြုထားတာ unofficial ဆိုတာတရားဝင်ခွင့်ပြုထားတာမဟုတ်ဒါပေမဲ့အဲလူတွေရှိတဲ့နေရာတိုင်းမှာ informal communication ကရှိနေမှာပဲ so informal communication ဒီ source မရှိဘူးပြောတဲ့လူကလည်းအတိအကျတောင်းမခံနိုင်ဘူးမှန်တယ်မမှန်ဘူးဆိုတော့လည်းဘသူကမှတေချာပေါက်မပြောနိုင်ဘူးဆိုပေမဲ့ unofficial တနည်းအားဖြင့် informal ပုံစံနဲ့ communication လုပ်လုပ်ကြတဲ့ဥစ္စာတွေကနေရာတော်တော်များများမှာရှိတတ်ပါတယ်ပြီးရင်ခုနပြောသလိုမှန်တယ်မမှန်ဘူးဆိုပြီးတော့အဲ ဒါရှိတတ်ပေမဲ့တခါတလေကြရင် तू ကပူပြီးတော့မန်နေတာမျိုးလည်းရှိတတ်တယ်နော်ဥမာဆိုလို့ရှိရင် official ပုံစံနဲ့ formal ပုံစံနဲ့သွားလို့ရှိရင်အချို့ကိစ္စတွေကဖြတ်ညက်ကတ်လုပ်ထားတာမျိုးရှိတတ်တယ်စင်ဆာဖြတ်တာလို့ပါလို့အဲ့တော့အခု unofficial ဆိုတော့သူကဖွင့်ချပလိုက်တယ်အကုန်လုံးပဲအဲ့လိုမျိုးလေးတွေပေါ့နော်